ငလျင်ကြောင့်ဒေါန်ဆန်းစုကြည်ထိခိုက်ခဲ့ပြီးသူ့အတွက်အသက်အန္တရာယ်ဆိုရင်လည်းလို့စုဖောင်ဒေးရှင်းကထုတ်ပြန်လာပါတယ်။မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ဒီသကိုင်းငလျင်ထဲမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ဟာဘေဘက်လက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ဘေဘက်လက်ဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့စုဖောင်ဒေးရှင်းကဂျွန်လ28ရက်နေ့ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မတိုင်ခင်တရက်အလိုမှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ငလျင်ကြောင့်ဒီဒေါန်ဆန်းစုကြည်ကိုချုပ်နှောင်ထားတဲ့အထောင်အဆောက်အုံပျက်စီးခဲ့ပြီးတော့အခုလိုမျိုးထိခိုက်ဒဏ်ရာရခဲ့တာလို့ဆိုပါတယ် တောင်ဆန်းစုကြည်ဟာဆိုရင်2021ခုနှစ်အာနာသိန်းကျင်ကစလို့ဒီလျှို့ဝှက်စွာနဲ့ပဲထိမ့်သိမ်းခံထားတာဖြစ်ပါတယ်။ဒီအသက်အရွယ်နဲ့အခုထိခိုက်ဒဏ်ရာရထားတဲ့အခြေအနေတွေကြောင့်အကျဉ်းထောင်ထဲမှာတေဆုံသွားနိုင်ကြကိုစိုးရိမ်ကြောင်းနဲ့တောင်ဆန်းစုကြည်အပါဝင်နိုင်ငံရဲ့အကျဉ်းသားအလုံးကိုချက်ချင်းလွတ်ပေးဖို့စုဖောင်ဒေးရှင်းကတောင်းဆိုထားပါတယ်။စစ်ကောင်စီကတောင်ဆန်းစုကြည်ကို အမှုပေါင်း16မှုနဲ့ဆွဲချက်တင်ပြီးတော့ထောင်ဒဏ်33နှစ်ချမှတ်ထားပါတယ်။အဲ့ဒီနောက်မှာ တော့6နှစ်ပြစ်ဒဏ်သက်သာခွင့်ပေးခဲ့တာကြောင့်လက်ရှိမှာမတရားသဖြင့်ထောင်ဒဏ်29နှစ်ကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။